မင်္ဂလာပါရှင်။မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်လယ်နယ်ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာရေကြီးအမတ်344ကိုတင်ယူနိုင်ဖို့အင်အားသုံးတိုက်ခိုက်ခဲ့ပြီးမယ်။လက်ရှိအချိန်အထိတင်ယူနိုင်ခြင်းမရှိဘဲအထိကိုက်ကြဆုံများစွာဆုတ်ခွာထွက်ပြေးရပြီးရှိနေရလို့သိရပါတယ်။ဒေသံဖိုင်ထဲမှာတော့အမတ်344တိုက်ပွဲအတွင်းအထိနာစွာဆုတ်ခွာထွက်ပြေးရတဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အခြေအနေတွေကို ဒေတာကန်တွေဘာတွေပြောဆိုထားတယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့ရခိုင်လည်းနဲ့ကန်အဖွဲ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာရခိုင်နယ်စပ် AR တိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းမြို့အနီးမှာရှိတဲ့မြောက်ဆန်းရွာအမြောက်တိုင်အာမတ344ကို ထိန်းချုပ်နိုင်အောင်ရည်ရွယ်ချက်နဲ့အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့ပေမဲ့အထိခိုက်အကြဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ရက်ကလည်းကောင်အဖွဲ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာအာမဒ344ကိုထိန်းချုပ်နိုင်အောင်ရည်ရွယ်ချက်နဲ့ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစတင်ပြီးအင်အား900ကျော်နဲ့တရောက်တိုက်ခိုက်ခဲ့ပေမဲ့အာမဒ344ကနာဆာကတပ်ဖွဲ့ဝင်တွေဟာဟန်ချက်ညီစွာပူပေါင်းတိုက်ခိုက်နိုင်ခဲ့ရာ အေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိအထိနာကဇွန်လ18ရက်နေ့မှာစောက်ခွာထွက်ပြေးပြီးစစ်မျက်နှာပြောင်းသွားခဲ့တယ်လို့သိရပါတယ်။ရေတီအမတ်344ကိုအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိအင်အားအလုံးအရှင်နဲ့ထိုးစေးစင်စင်အတွင်းနာဆတ်ကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေမှာနာဆတ်ကတက်တွေစောက်ခွာထွက်ပြေးရဲဆိုတဲ့သတင်းတွေအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိကအမတ်344ကို သိမ်းပိုင်းနိုင်တယ်ဆိုတဲ့သတင်းတွေကိုရှင်းသားဖော်ပြခဲ့ပြီးမြေတွင်းမြေပြင်မှာတော့ နာဆာကအစိုးရကိုစန်းကျင်ရဲ့မီဒီယာတွေဖော်ပြနေတယ်လို့မျိုးမဟုတ်ဘူးလို့သိရပါတယ်။ဇွန်လ၁ရက်နေ့ကနေဇွန်လ၁၆ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ရေကြီးအာမတ344တိုက်ပွဲတွေအတွင်းရခိုင်လယ်နယ်ကအဖွဲ့ AAO ဆောင်တဲ့ပူးပေါင်းအဖွဲ့ဝင် အနည်းဆုံး200ထိခိုက်ကြဆုံးခဲ့ပြီး AA အဖွဲ့နဲ့အတူချင်းလယ်နယ်ကအဖွဲ့တွေ ARD PDF အဖွဲ့တွေပူးပေါင်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။နာဆာကတပ်တွေဟာရေကြီးအာမတ344တိုက်ပွဲအတွင်း မြေပြင်တပ်ဖွဲ့တွေအပြင်လက်နက်ကြီးပြက်ကုန်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့အေအိုးဆောင်တဲ့ပူးပေါင်းအဖွဲ့ရာအာမတ344ကိုတိုက်ခိုက်နိုင်စွာမရှိတော့ဘဲစုခွာထွက်ပြေးကလက်ရှိချိန်မှာလေးမျက်နာကိုပြောင်းလဲထိုးစစ်စင်နေရလို့သိရပါတယ်။အေအိုးဆောင်တဲ့ပူးပေါင်းအဖွဲ့ရာအာမတ344ကို ထိန်းချုပ်နိုင်ဖို့ရှိဝဲစတဲ့မလအတွင်အင်အားအလုံးအရှင်းနဲ့ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာ ဂါဇာကတပ်တွေကဟန်ချက်ညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်အေအိုးဆောင်တဲ့ပူးပေါင်းအခွဲတွေစောက်ခွာထပ်ပြေခဲ့ရပါတယ်။အေအခွဲရမလာအတွင်ဖြစ်ပေါ်တဲ့အာမတ344တိုက်ပွဲအတွင်အထင်းနာစွာစောက်ခွာထပ်ပြေပြီးနောက်အတင်းကျပ်လူသစ်စုဆောင်ကအာမတ344ကိုထပ်မံတိုက်ခိုက်ခဲ့ပေမယ့်မျောလင်းတဲ့လောက်ရလက်မကောင်းပေအထိကပ်များစွာဖြစ်ခဲ့ရပါတယ်။အာမတ344တပ်ဖွဲ့ဝင်တွေဟာခန်းစစ်ကိုအကောင်ဆုံးပုံစံမျိုးပြင်ဆင်ပြီး အေအူဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အင်အားသုံးတိုက်ခိုက်မှုတွေကို တုံ့ပြန်ရင်ဆိုင်ခဲ့ရာဇွန်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းအေအူဆောင်တဲ့ပူပေါင်းအဖွဲ့ဝင် ရာချီကြဆောင်ခဲ့ပါတယ်။ရေတီငတိုင်းဆောင်မြို့ကန်တောကကျွန်တော်ကြားသိရသလောက်ဆိုရင်တော့အမတ344မှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာချိန်တွေကလက်ရှိအချိန်ထိဆိုရင်တပ်မတော်ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အေအူဆောင်တဲ့ပူပေါင်းအဖွဲ့ဝင် ထောင်ထဲချီပြီးထိခိုက်ကြဆုံးတာတွေရှိနိုင်တယ်။ တောင်ကြားရီမှာအေအူးဆောင်တဲ့ပူပေါင်းအခွဲတွေရဲ့ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့သူတွေရှိနေရဲ့ဒါမှနာဆာကအစိုးရကိုစန့်ကျင်နေရဲ့မီဒီယာတွေမှာတော့အေအူးဆောင်တဲ့ပူပေါင်းအခွဲဝင်ရာထောင်ချီကြဆုံတဲ့သတင်းကိုဖော်ပြတာမျိုးမလုပ်ကြဘူးတကယ်တော့အာမတ344တိုက်ပွဲစဉ်ကာလအတွင်းမှာအေအူးဆောင်တဲ့ပူပေါင်းအခွဲဝင် အနည်းဆုံးထောင်နဲ့ချီပြီးထိခိုက်ဒဏ်ရာရတာကြဆုံတာမျိုးရှိနေပါတယ်ဒါကမြေပြင်အမှန်တရားပါဆိုပြီးတော့ပြောပါတယ် အာမဒ344အမြောက်တက်ရင်ဟာရခိုင်ပြည်နယ်နဲ့အရာရီနယ်ဆက်ပသိမ်မုံရွာလန်နဲ့ကွငတိုင်းချောင်းလန်းစုံအနီးရှိမြောက်စင်းသေးရွာမှာတရှိနေရဖြစ်ပါတယ်။အာမဒ344အမြောက်တက်ရင်ကနာဆာကတပ်ဖွဲ့ဝင်တွေရဲ့ဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်မှုတွေကြောင့်အေအေဦးဆောင်တဲ့ပူးပေါင်းအဖွဲ့ဝင်တွေဟာဆုတ်ခါထွက်ပြေးပြီးလေးမျက်နှာမျိုးနဲ့အဆက်ကလူအင်အားအနည်းငယ်သာရှိရဲ့နာဆာကစခန်းတွေကိုအင်အားသုံးတိုက်ခိုက်တာတွေရှိနေရ။ နာဆာကဘက်ကလေကြောင်းပစ်ကိုလက်နက်ကြီးပစ်ကိုပေးတာပြီးလှုပ်ဆောင်နေရတယ်လို့ဒေတာကန်တူကလည်းအခုလိုမျိုးပြောပါတယ်။အဲ့ဘက်ကြောင့်ရှုသွားအဲ့ဘက်ချမ်းမကဟိုဟာဒီပင်စကန်တို့လောက်တည်းရှိတယ်လေဟိုဟာလောက်25ရောင်လောက်။ဟုတ်ကဲ့။တကပင်စကန်ချတာတာရှိတယ်။အဲ့ကောင်သူတို့ဝင်ဝင်လုံးတယ်တလား။ဟုတ်ကဲ့။အဲ့ကောင်ဝင်လုံးတယ်မနေ့ညအနေစာရင်းမှာပေါ့မနေ့ညစာရင်းမှာ။ဟုတ်ကဲ့။အဲဒီနေ့မနေ့ထိပေါ့။အာဟုတ်ကဲ့။အဲဒီနေ့မနေ့ထိရောမနေ့ကတော့တရားနေမှာ နဟောဝဇာတွေကတော့အတွဲလိုက်ကိုပြစ်နေတယ်။အော်ဟုတ်ကဲ့။ဟောဇာတွေအတွဲလိုက်ပြစ်ပြနေတယ်ဟိုချက်ချက်နစီးတက်သွားတယ်။အော်ဟုတ်ကဲ့။ချက်နစီးတက်ပြီးအဲ့နေရာကရွာတွေကိုဟိုပတ်ကျဲနေတာပေါ့။အော်ဟုတ်ကဲ့။ကိုကြီးအဲ့ဒါဆိုကိုကြီးပြောပုံရဆိုဒီအမတ၃လေးလေးကိုဟိုအေးဥဆောင်တဲ့အဖွဲ့တွေလာမတိုက်နိုင်တော့ဘူးပေါ့အဲ့လိုပြောလို့ရတာပေါ့ဟုတ်ဟုတ်တယ်အဲ့ဘက်ပါသူတို့ဝင်တိုးတာအဆင်မပြေတော့မပြေတဲ့ကြောင့်မလို့အဲ့နေရာကိုထားခဲ့ထားခဲ့ပြီးမှ အလေးမျက်နှာပိုင်းတွေကိုပြန်ရွှေ့သွားတယ်ဆိုစစ်ကြောင်အိုက်အိုက်ဖက်လေးလေဟာစောက်ကွာထွက်ပြေးတာပေါ့အဲတော့ဒီဘက်ကိုထားခဲ့ရင်မှဒီဘက်ကအချိန်ကြီးမကောင်းမှန်းသိလို့ဒီဘက်ကိုထားခဲ့ရင်မှဟိုဘက်ကအင်အားနည်းတဲ့စိတ်25ရာလောက်ရှိတဲ့စကန်ကိုဝင်ကောင်းလေးဝင်လုံးတော့ပေါ့ဟောဟုတ်ကဲ့อืมဝင်လုံးတော့အချိန်ကြီးဘယ်လိုရှိလဲအင်းဒီကတော့ကျွန်တော်ရှိရနေတတိအခုတတိအရာတိုင်းတာတော့ဒီ25ရောက်တဲ့ဆိုတော့လေဟုတ်ကဲ့ နှစ်ဆကောက်တဲ့နောက်ပြီးအပေါ်ကအကြီးကြီးပြစ်နေတဲ့အတွက်ကြောင့်မလို့ကိုလူတွေကိုနောက်ကိုပြန်ဆုတ်ခိုင်းထားတယ်။ဟာဟုတ်ကဲ့။နောက်ကိုပြန်ခွာခိုင်းထားတာပေါ့။ဟာဟုတ်ကဲ့ဟုတ်ကဲ့။အဲကြောင့်လည်းဟောဝဇာတွေပြစ်နေတော့လေ။ဟာဟုတ်ကဲ့။ပြစ်နေတဲ့ကြောင့်နောက်ဆုတ်ခိုင်းနေအပေါ်ကဂျင်းနစီလည်းတက်ကျင်းနေတော့။ဟာဟုတ်ကဲ့။မင်းကိုလူရောပြန်ရွှေ့ခိုင်းလိုက်တာပေါ့။ဟာဟုတ်ကဲ့။ထိခိုက်မှုကတော့ဘာမှအသေးစိတ်တော့မသိသေးဘူး။ဟာဟုတ်ကဲ့ဟုတ်ကဲ့။အဲဒါလေးနှစ်မှပိုင်နေပေါ့နော်အမတ3လေးလေးကိုရာကိုကြီးပြောပုံရာဆိုဇွန်10ရက်နေ့ကနေကြောင်းလေးလာတိုက်တယ် ဒီဇွန်56ဖြစ်သွားပြီ6ရက်ကြာတိုက်ခိုက်တယ်ဟိုတိုက်ခိုက်ပြီမဲ့တိုက်ခိုက်လို့မရတဲ့အတွက်ကြတော့ကိုမတိုက်တော့ဘဲနဲ့ဒီမျက်နှာပဲကိုရွှေ့သွားတာဆိုတော့ဟုတ်ပါတယ်ဟုတ်တယ်လေနေပင်နာပဲအချံကိုရွှေ့သွားတယ်စုပ်ခွာတယ်လို့ပဲသုံးရမှာပေါ့နော်ဟုတ်ကဲ့စုပ်ခွာပြီးတော့မှဟိုလေမျက်နှာဘက်မှာရှိတဲ့နေရာနေတဲ့တမ်ဘရော့စကန်ပေါ့နော်ဟုတ်ဟုတ်ကဲ့တမ်ဘရော့နဲ့ဒီစစ်ပေါင်းထားတဲ့စကန်ကိုဝင်ဝင်ရောက်တိုက်ခိုက်ပေါ့ သုံးရင်းတိဝင်ရောက်တိုက်ခိုက်ကြတယ်အင်းအင်းအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ရောနော်ဝင်ရောက်တိုက်ခိုက်ကြအင်းဟိုကိုလက်ရှိအနေထားဆိုရင်ဒီအမတ33လေးလေးကိုသူတို့လာပြီးတိုက်တာကိုကြီးအနည်းဆုံးတော့3ချိန်ပေါ့နော်အင်းအလုံးရင်းနဲ့တိုက်တာ3ချိန်ဖြစ်သွား3ချိန်ဖြစ်သွားဟောဟုတ်ကဲ့ဟုတ်ကဲ့ဘလို့ပင်စုံနေစေကမို့အေဦးဆောင်တဲ့ပူပေါင်းအခွဲတွေရေကြီးအမတ344ကိုတင်းယူနိုင်အောင်ရည်ရွယ်ချက်နဲ့အင်အားအလုံးအရှင်နဲ့လာရောက်တိုက်ခိုက်ခဲ့ပေမဲ့ ရပ်ပေါင်းတရာကျော်စင်ထိအာမဒ344စက္ကန့်နာကိုတော့ကတ်လို့မရတဲ့အခြေအနေမျိုးရှိနေတဲ့အတွက်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေစိတ်တကြဆင်းမှုတွေရှိနေပါတယ်။ဒါကြောင့်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ဟာစိတ်တကြဆင်းမှုတွေကိုကုစားနိုင်အောင် နာဆာကတပ်ဖွဲ့ဝင်ဒါဇင်ချီတာရှိရဲ့စက္ကန့်ငယ်တွေကိုသိမ်းယူပြီးတော့စိတ်တမြင့်တင်နိုင်အောင်ကြိုးပမ်းနိုင်အောင်ကြိုးပမ်းလျက်ရှိနေပါတယ်။ဘလိုပင်ဆိုနေစေကမူနာဆာကတပ်တွေရဲ့ဟန်ချက်ညီစွာအကောင်းဆုံးပုံစံမျိုးနဲ့ ပူပေါင်းတိုက်ခိုက်နိုင်မှုတွေကြောင့် AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့အာမဒ344ကိုတည်ယူနိုင်ဖို့မျှော်လင့်ချက်ဟာပြည့်စည်သွားရပြီးတော့ဆော့ကွာထွက်ပြေးရတဲ့ဆိုတဲ့သတင်းတွေကလက်တွေ့မြေပြင်အမှန်တရားတွေသာ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်ရှင်